ဇီနိုင်းကျွန်းဆွဲ LB လင်းရင်းရှိရင်းနံတွင်းများကိုအီဂျစ်တပ်များကဖောက်ခွဲဖျက်ဆီးပစ်လိုက်ကြသည်ရင်းရင်နယ်တွင်းသည်အီဂျစ်တို့ပိုင်ခဲ့သောရင်းနံတွင်းပင်ဖြစ်သည်1968ခုနှစ်6ရက်စပွဲဖြစ်စဉ်ကအစ္စရေးတို့သိမ်းပိုင်ရယူသွားခဲ့ကြသည်ထိုရင်းနံတွင်းမှရင်းနံတို့ကိုရောင်းချခြင်းအပြင်အစ္စရေးတို့သည်နှစ်စဉ်ဒေါ်လာသန်းပေါင်း80အမြတ်ဆုံးရနိုင်ခဲ့သည် လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော် နိုင်ငံတကာတင်းမာမှုရောပါရေးသည်တနည်းတခြားအခြေခံလာသည်သို့တော်လည်းအချို့ဒေသများမှာပောက်ကွဲမှုများဖြစ်ပွားပေါ်ပေါက်နေသည်ယခုဘင်းလျင်ကျူးကျော်သော အစ္စရေးနှင့်အကျူးကျော်ခံအီဂျစ်နှင့်ဆီးရီးယားတို့ဆစ်ဖြစ်နေကြသည်ကျူးကျော်သူသိမ်းပိုက်ထားသောနေမြေများကိုကယ်တင်ရန်စူးစမ်းကြရမှ ပောက်ကွဲလာခြင်းဖြစ်သည် တရားမျှတမှုနှင့်ငြိမ်းချမ်းရေးရရှိမှုများအတွက်မိမိတို့ကယုံယုံကြည်ကြည်ဖြင့်အထောက်အကူပြုပါမည်မိမိတို့နှင့်နေချင်းဆက်ဆက်နေသောနိုင်ငံများ၏လုံခြုံရေးကိုလည်းအာမခံသည်ငြိမ်းချမ်းရေးကိုအကာအကွယ်ပြုရန်အတွက်လိုအပ်သည့်အကူအညီများပေးရန်ရှေးရခင်တိုင်းပြင်ဆင်မှုများကိုပြုလုပ်ထားပါသည်ဟုဘရညက်ကပြောကြားသွားသည်စောစောပိုင်းကလည်းအစိုးရကကြေညာချက်တစ်စောင်ထုတ်ခဲ့သည်ရင်းကြေညာချက်တွင်ဂျူးကျော်လိုသည့်အစ္စရေးတို့၏စိတ်ဆန္ဒကို ပြင်းပါဘိုင်းဝန်းများကမြောက်ထိုးပင်ကိုလုံနေကြကြောင်းဖြင့်ဖော်ပြပါရှိသည်အကဲခတ်သမားများကမူယခုထုတ်ပြန်သော ဆိုဗီယက်တို့၏ဂျင်ညာချက်သည်1968ခုနှစ်စပွဲတုန်းကဂျင်ညာခဲ့သလိုဣသရေလကို ကုလသမဂ္ဂအနေဖြင့်ချုပ်ချရမည်ဟုတောင်းဆိုခြင်းကမ္ဘာနိုင်ငံအသီးသီးကပါဝိုင်းဝန်းချုပ်ချရမည်ဟုတောင်းဆိုခြင်းဤအရေးခင်ကြီးပြီးပြေသောအောင်ကမ္ဘာအင်အားကြီးနိုင်ငံများကဆောင်ရွက်ကြရင်ပန်ကြားခြင်းမရှိဘဲ AD A စံနိုင်လာသောကျင်းညာချက်ဖြစ်သည်ဟုဝေဖန်ကြသည်ထိုချက်ကိုကြည်ချင်းအဖြစ်လက်ရှိအရေးခင်းတွင်ကပ္ပအင်အားကြီးနိုင်ငံအားလုံးကလက်ရှောင်နေကြလျင်ပိုကောင်းသည်ဟုသောသဘောထားကို ခံယူထားသည့်လက္ခဏာပြသည်ဟုလည်းအကဲခတ်သမားများကပင်ဆက်လက်ပြောဆိုကြသည်အစရင်းနိုင်ငံတွင်၌တောင်းတင်နေသောဂျာမန်အမျိုးသားကပ္ပလက်ခီးသည်များကိုတင်းဆောင်ယူလာရန်ညီတဲ့ပင်လယ်တွင်ရှိအနောက်ဂျာမနီသင်္ဘောများကို အနောက်ဂျာမနီသဲယူပို့ဆောင်ရေးဝန်ကြီးဌာနကညွှန်ကြားလိုက်သည် ထိုကိစ္စများကိုတင်းဆောင်ပြီးဂရီတီနှင့်စိုက်ပရက်တို့ထွက်ခွာရမည်ဖြစ်သည်ထွက်ခွာရန်ဘေးမီအမိန့်ကိုဆောင်ရန်လဲညွှန်ကြားချက်တွင်ပါရှိသည်ဒဲလ်ဘစ်မြို့ရှိအနောက်ဂျာမနီတန်ယုံကကောက်ယူသောစရင်းများအရာအောင်တင်နေသောကဘာလက်ခီးတဲ့ဂျာမန်လူမျိုးရှေ့ရာရှိသည်အလုံးဘေးမသည်ရမခါပဲရှိနေကြသည်ဟုဆိုသည်ဒဲလ်ဘစ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေရင်ခွင်းကိုအစ္စရေးလေရင်များမှတပါအခြားလေရင်များကိုအသုံးပြုခွင့်မပေးသောကြောင့်ယခုလိုတောင်းတင်နေကြခြင်းဖြစ်သည်ဟုသိရသည်ကမ္ဘာကုလသမဂ္ဂကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကိုယနေ့ကုလသမဂ္ဂဌာနချုပ်တွင်ကျင်းပသည် အစည်းအဝေး၌ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံမကြီးဂျွန်စကာလီကမိန့်ခွန်းပြောကြရာတွင်မိမိတို့သည်စစ်နှင့်ပတ်သက်သည့်စကားလုံးများကိုမပြောလို့မကြားလို့ကြောင် ရှိလေပိုင်းဒေတာတွင်ငိမ့်ငိမ့်ရရရှိစေရန်အတွက်လုံခြုံရေးကောင်စီ၏ဩဇာအာဏာအပြည့်အဝသုံးနိုင်ရေးကိုသာလိုလားကြောင်းစစ်အဆုံးသတ်ရင်းနှင့်ပတ်သက်ပြီးဘာတွေဘာတွေလုပ်ရမည်ဟုလဲမိမိတို့ကမပြောလိုကြောင်းတင်းမာမှုရောပားရေးအတွက်ကုညီရန်ကိုသာရည်စူးထားကြောင်းလက်ရှိစစ်နှင့်ပတ်သက်၍မိမိတို့၏ခံယူချက်သဘောထားမှာစစ်စင်မှုအလုံးရစဲရန်ထိုဒေတာတွင်ရှိနိုင်ငံသားအလုံးတို့၏အခွင့်အရေးနှင့်ယက်တီချက်ကိုလေးစားရန် စေစားဆွေးနွေးမှုကိုအကောင့်ထဲပေါ်ရန်ငြိမ်းငြိမ်းရေးကိုစစ်ပွဲဖြင့်မဖြတ်စည်းရန်တို့သာလျင်ဖြစ်ကြောင်းကုလသမဂ္ဂသို့ရောက်ရှိလာသည့်သတင်းများကိုထောက်ရှုခြင်းအပြင်ဂိုလန်ကုန်းမြင်တွင်ဆီးရီးယားတို့က၎င်းစူအတူးမြောင်းဒေသတွင်အီဂျစ်တို့က၎င်းယခုစစ်ပွဲကိုစတင်တိုက်ခိုက်ကြခြင်းဖြစ်သည်မှာထင်ရှားကြောင်းမိမိတို့သည်လုံခြုံရေးကောင်စီဝင်နိုင်ငံတစ်ခုအနေဖြင့်မိမိတို့ပခုံးပေါ်သို့ကြာရောက်လာသည့်ဒါဝင်ကိုဂျီဘွန်စွာထမ်းရွာစေလိုပါကြောင်းဖြင့် တမ်မကြီးဂျွန်စကာလီကမိကွန်ပြောကြားသွားသည် စကာလီ၏အထက်ပါပြောဆိုချက်များကိုတိယုတ်တမ်မကြီးဟွန်ဟွာကလောင်းပြောင်းသျော်လိုက်သည်အချို့သောပုဂ္ဂိုလ်တို့သည်အီဂျစ်နှင့်ဆီးရီးယားနိုင်ငံတို့အားမူလနေရာများသို့ပြန်ဆုတ်သွားကြရန်တိုက်တွန်းကြသည်ဤတိုက်တွန်းချက်သည်ကျူးကျော်စော်ကားမှုကိုမြောက်ထိုးပင်ကိုလှုပ်ပေးခြင်းမဟုတ်ပါလောအင်အားကြီးနိုင်ငံနှစ်နိုင်ငံတို့သည်ဇီယွန်ဝါဒသမားတို့၏ကျူးကျော်စော်ကားလိုစိတ်ကို တနေ့တခြားကြီးထွားလာအောင်ပြုလုပ်နေကြသည်လုံုံရေးကောင်းစင်းအနေဖြင့်အစ္စရေးတို့၏ကျူးကျော်စော်ကားမှုကိုပြင်းထန်စွာရှုံရှားသည်အစ္စရေးတို့သည်၎င်းတို့မတရားသိမ်းပိုက်ထားသောအာရန်နေမင်းများမှချက်ချင်းဆုတ်ခါသွားကြရမည်ဟုဟွန်ဟွာကပြောသည် ဆိုဗီယက်သံမကြီးယာကွတ်မာလစ်ကဤအရေးခင်းနှင့်ပတ်သက်ပြီးလုံုံရေးကောင်းစီအစည်းအဝေးခေါ်ယူခြင်းပါရန်လိုအပ်သည်ဟုမိမိမထင် သို့တော်လည်းယခုအစည်းအဝေးကျင်းပနေပြီဖြစ်ပါသည် နေမြေတိန်ထာသူများကိုထိုးနေမြေများပေါ်မှာဖယ်ရှားပြေရန်နှင့်သူတို့တိုင်းပြည်သို့သူတို့ပြန်သွားကြရန်အတွက်မိမိတို့ဆိုဗီယက်အစိုးရကအာရတ်အမျိုးသားများကိုထောက်ခံကြောင်းဤအစည်းအဝေးတွင်တင်ပြလိုပါသည်ဟုပြောဆိုသည်ဂျီတီရှာတန်မကြီးစာဒေါ်နန်မိန်လန်ကလုံုံရေးကောင်စီတွင်တာဝန်နှစ်ရက်ရှိကြောင်းပထမတာဝန်မှာအပြစ်ခတ်ရစဲရန်ချက်ချင်းတောင်းဆိုရမည်ဖြစ်ပြီးဒုတိယအချက်မှာမှန်ကန်သည့်တန်တမန်နီးလန်ဖြင့် ငြိမ်းချမ်းရေးအတွက်ဖြည့်ရှင်းပေးရမည်ဖြစ်ကြောင်းဖြင့်တင်ပြသည်။အစ္စရေးနိုင်ငံသား၏ဝန်ကြီးအဘာဘီဘန်ကပြောကြရာတွင်မိမိတို့ကိုအာရတ်တို့ကစတင်တိုက်ခိုက်ခြင်းမပြုမီ၆နာရီအလိုတွင် အစ္စရေးနိုင်ငံမှပေးပို့လိုက်သောဂျင်းနန်းတစ်စောင်ကိုမိမိရရှိကြောင်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများပြသသွားအောင်အီဂျစ်နှင့်ဆီးရီးယားတို့ကမြေမြအထိထုံးနှက်လိုက်သည်ကိုကောင်းစွာသိရှိသူတစ်စုံတစ်ယောက်မှဤခမ်းမှအတွင်မရှိကြောင်းအီဂျစ်နှင့်ဆီးရီးယားတို့၏ ယခုတိုက်ခိုက်မှုသည် အလွန်တရာရိုင်းစိုင်းစိုးရိမ်သည့်တိုက်ခိုက်မှုဖြစ်ကြောင်းမိမိတို့၏ဘာသာရေးအထွတ်အမြတ်နေရုနေမြတ်တွင် လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသို့ကလို လာရောက်တိုက်ခိုက်သူများကိုအနိုင်မပေးရန်ဆုံးဖြတ်ထားကြောင်းအကယ်၍သူတို့ကိုအနိုင်ပေးလိုက်ပါကငြိမ်းချမ်းရေးအတွက်ညှို့လင့်ချက်အားလုံးတို့သည်တဲတဲရေသွန်ဖြစ်သူရောက်ရမည်ဖြစ်ကြောင်းမိမိတို့၏ဘာသာရေးနေထူးနေမြေအကျုံနေညာတွင် အမှောင်တို့ကိုအကာအကွယ်ယူပြီးစူးအတူမြောင်အားတိတဆိတ်ဖြတ်ကျော်ခဲ့ကြကြောင်း သူတို့ကဒါလျင်မိမိတို့ကိုစတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်းဖြင့်အဘာဘီဗန်ကစွဆွဲပြောဆိုလိုက်သည်။အီဂျစ်နိုင်ငံညာ၏ဝင်ကြီးမိုဟာမက်ဟန်ဆန်ဇီယက်ကတစ်ဖက်ကစွဆွဲတယ်လို့မိမိတို့ကစတင်တိုက်ခိုက်ခြင်းမဟုတ်။အစ္စရေးတို့ကသာစတင်တိုက်ခိုက်ခြင်းဖြစ်သည်။1968ခုနှစ်6ရက်စစ်ပွဲအတွင်းကအစ္စရေးတို့သိမ်းယူသွားသည့်နယ်မြေအလုံးကိုအာရတ်တို့အားပြန်ပေးရန်အမေရိကန်မှအပလုံခြုံရေးကောင်စီကတောင်းဆိုခဲ့သည်။ ထို့တော်လည်းလုံခြုံရေးကောင်စီဝင်အများစုတွေဆန္ဒမှာဇူလိုင်22ရက်နေ့တွင်အမေရိကန်တို့ကဗီဒိုအာနာသုံးမီပယ်ချလိုက်သောကြောင့်မလုံမရှားနိုင်တော့သောဘဝမျိုးတို့စိုက်ရောက်သွားရပါသည်ဟုဇေးရကပြောဆိုသွားသည်ဆီးရီးယားဒုတိယနိုင်ငံသား၏ဝန်ကြီးဇကာရီးယားအစ္စမေးကလည်းအစ္စရေးတို့သည်ကြီးမားသောတိုက်ပွဲကြီးများကိုစတင်ဆင်နွှဲကြောင်းကမ္ဘာပြည်သူတရက်လုံးကိုစော်ကားလိုက်ခြင်းဖြစ်ကြောင်းယခုစစ်ပွဲတွင် ။အစ္စရေးတို့ဒီသားလင်းတာဝန်အရှိဆုံးဖြစ်ကြောင်းဖြင့်အပြင်းထန်ဝေဖန်သည်။လုံညိုရေးကောင်စီအစည်းအဝေးကိုဆုံးဖြတ်ချက်တစုံတရာမချနိုင်ပေနောက်ထပ်ကျင်းပမည့်အစည်းအဝေးတွင်လည်းရပ်တမှတ်ခြင်းကိုပင်မပြုလုပ်ပဲရွှေ့ဆိုင်လိုက်ရသည်။1983အောက်တိုဘာ9ရက်အင်္ဂါအီဂျစ်စစ်မျက်နှာညကလေးကရန်နာခြင်းမရှိသောတိုက်ပွဲများသည့်စရုပ်ဓာနေသို့ကူးဆက်လာခြင်းဖြင့်စစ်ချိန်မြင့်တက်လာမည်ဖြစ်နေသည် အကျဲဆုံးနေရာတွင်ခြေလန်းနေရာများသာရှိသည့်ဆူအတူးများကိုဖျက်ကျော်ပြီးအီဂျစ်တပ်များသည်ဇီနိုင်းကျွန်းဆွယ်ထဲမှတိုက်ပွဲများကိုဆင်နွှဲမြဲဆင်နွှဲနေသည်ဒဲကန်နာယအတွင်း၌တိုက်ပွဲများပြင်းထန်နေစေအစ္စရေလျင်မြန်များကအီဂျစ်တို့၏ပို့ဆက်မျိုးကိုတွားရောက်ဘုံကျဲတိုက်ခိုက်သည်ပို့ဆက်မျိုးသည် တူးမြောင်းအစုံမြေထဲပင်လယ်အဆက်တွင်ရှိပြီးလူဦးရေနှစ်သိန်းခွဲနေထိုင်ရာမျိုးဖြစ်သည်အရက်သားများထိမှန်သေးကြသည် လူနေအင်ဂျင်တိုက်တာအဆောက်အုံအများအပြားပျက်စီးသွားသည်ဆမ်ဒုံရင်စခန်းများကိုဖျက်ဆီးပြီးရေထဲပင်လယ်ထဲ၌အီဂျစ်စစ်သင်းဘောတစ်စင်းကိုပါနှစ်မြုပ်လိုက်သည်စီနိုင်းသဲကန်၌အတွင်း၌ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားရာအစ္စရေးတန်ကြပ်ကာကာတပ်မဟာကြီးတစ်ခုလုံးကိုအီဂျစ်တို့ကခြေမုံးပစ်လိုက်သည်ဟုဆိုသည် ထိုတပ်မဟာဤတမှုဒုဗိုလ်မှူးကြီးအာဆတ်ဂူယာရီကိုတုတ်ပန်းဖြင့်ဖမ်းဆီးရမိသွားကြောင်းသိရသည် စီနိုင်ကျွန်းဆွဲ LB လင်းရင်ရှိရင်းနံတွင်းများကိုအီဂျစ်တပ်များကဖောက်ခွဲဖျက်ဆီးပစ်လိုက်ကြသည်ရင်းရင်နယ်တွင်းသည်အီဂျစ်တို့ပိုင်ခဲ့သောရင်းနံတွင်းပင်ဖြစ်သည်1968ခုနှစ်6ရက်စပွဲဖြစ်စဉ်က အစ္စရေးတို့သိမ်းပိုင်ရယူသွားခဲ့ကြသည်ထိုရင်းနံတွင်းမှရင်းနံတို့ကိုရောင်းချခြင်းအပြင်အစ္စရေးတို့သည်နှစ်စဉ်ဒေါ်လာသန်းပေါင်း80အမြတ်ဆုံးရနိုင်ခဲ့သည်ယခုဖောက်ခွဲခံရသည့်ရင်းနံတွင်းများအနက် အချို့ကိုအီတလီကုမ္ပဏီများကပိုင်ဆိုင်ကြသည်ရေနံနှွင်းကိုဖောက်ခွဲပျက်စီးလိုက်ကြောင်းအီဂျစ်တို့ကကြေညာတော်လဲအစ္စရေးတို့ကမူတစုံတရာပေါ်ပြခြင်းမပြုဘဲရင်ငုံနှုတ်ပိန်နေနေကြသည်အစ္စရေးတို့သည်ပို့ဆက်မျိုးကိုဘုံကျဲတိုက်ခိုက်ပြီးနောက်မွန်းလဲပိုင်းတွင်အီဂျစ်တို့၏မြို့တော်ကိုင်ရိုကိုပါသွားရောက်ဘုံကျဲပစ်လိုက်သည်အရက်သူအရက်သားအများပြသေးသည် လူနေအဆောက်အုံအများပြပျက်စီးပြိုကြကုန်သည်တယ်လီဖုန်းကြိုးများလဲပြတ်တောက်ကုန်ကမျိုးရင်း၌ ဆက်သွဲရေးများခတ်ခဲကုန်သည်အစရိလေးတပ်သည်စီနိုင်ကျွန်းဆွဲတွင်း၌ပါဝင်တိုက်ခိုက်နေခြင်းထက်အီဂျစ်နိုင်ငံအတွင်းမှသို့ဝင်ရောက်ပြီးအခြေခံစစ်စခန်းများကိုဘုံကျဲတိုက်ခိုက်ခြင်းများပိုမိုပြုလုပ်လိုက်သည်မြေပြင်တွင်ရန်သူများ၏ထိုးစစ်အရှိန်ရောပါးသောအောင်ကြိုးပမ်းနေစေပင်ဖြစ်သည်တံပြန်ထိုးစစ်ကိုကောင်းမွန်ပြီးပြင်းစွာစင်နွှဲနိုင်ခြင်းမရှိသေးကြမနေ့ကနေ့နှိုင်းစားလျင်မူတိုက်ခိုက်အားပိုမိုကောင်းမွန်လာသည်မှမှန်သည်။အိုးဒါနဲ့စကားမဆက် အခုလို့ကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လဲအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုစိတ်ဓာတ်အလွန်တက်ကြွနေသည့်အီဂျစ်စစ်သားများသည်စီနိုင်ကျွန်းဆွေအတွင်တင်ကားတိုက်ပွဲများ ဖြစ်ပွားရာမိမိတို့ကိုကိုဘုံများပတ်ပြီးအစ်စရေးတင်ကားများအောက်သို့အသေးခံဝင်ရောက်ဖြတ်စည်းသည်များအထိ ပြုလုံနေကြသည် စီးရီးယားစစ်မျက်နှာဂိုလန်ဂုံးမြင့်မြင့်တွင်လည်းညာလုံးပေါက်ညာတိုက်ပွဲများဆင်နွှဲပြီးမပြည့်ပြတ်နိုင်မဲစရုပ်ဓာနေသို့ပြင်းထန်စွာတိုက်ကြရင်းဖြင့်ကူးဝင်လာသည်မြေပြင်၌ပြင်းထန်စွာထိုးစစ်ဆင်နေသော အစ္စရေးတပ်များသည်စီးရီးယားနယ်မြေအတွင်းသို့တပ်ဦးကဝင်ရောက်သွားနိုင်မည်ဖြစ်သည်များဥဒရန်ထိုးဖောက်လာသော အစ္စရေးစစ်ဦးကိုစီးရီးယားတပ်များမတားနိုင်မဲရှိနေသည် အစ္စရေလေတပ်ကဒမတ်စကတ်မြို့တော်သို့သွားရောက်ဘုံကျဲပစ်လိုက်သည်အပြက်စီအလွန်များပြီးအလွန်အထိနာလာပါသည်ဟုစီးရီးယားကာကွယ်ရေးဝန်ကြီးဌာနကပြောသည်ဒဏ်ရာရသူများတေကြေသူများမြို့တော်တွင်မှမြင်မကောင်းအောင်ဖြစ်နေသည်အစ္စရေလေတပ်သည်စီးရီးယားစစ်ဌာနချုပ်ကိုအဓိကထားပြီးမြစ်ဆိုင်ဘုံကျဲတိုက်လင်းရင်မြန်များဖြင့်တိုက်ခိုက်ခြင်းဖြစ်သည်။ရေနံချက်ဆက်ယုံများပြည့်စစ်တအားပေးဆက်ယုံများကိုဒုတိယအဓိကပြစ်မှတ်အဖြစ်ဘုံကျဲသည် ဒမတ်စကတ်မြို့တော်မှာရှိနေသောပိုလန်တန်ယုံနှင့်ဆိုဗီယက်ယဉ်ကျေးမှုဌာနများတိုက်ရိုက်ဘုံထိမှန်းကပျက်စီးသွားသည်ဆိုဗီယက်ယဉ်ကျေးမှုဌာနတစ်ခုထဲတွင်လူ30ခန့်သေဆုံးသည်ပိုလန်တန်ယုံတွင်လည်းအသေးအပြောက်ရှိသည်ထို့ကြောင့်ပိုလန်အစိုးရကတန်ယုံအမှုဒဏ်များကိုဘေးကင်းရာသို့ရွှေ့ပြောင်းရန် စီစဉ်လိုက်သည်ကုလသမဂ္ဂ၏စစ်ဘဆိုင်ရာအကဲခတ်ဖြစ်ဒမတ်စကတ်မြို့တွင်တာဝန်ထမ်းဆောင်နေသော နော်ဝေးလီတပ်မှဗိုလ်မှူးကြီးရောစွာသည် သူ၏နေအိမ်တွင်ရှိနေ၌အစ္စရေးတို့၏ဘုံနံကြောင့်ဇနီးရှင်းနေရွယ်သမီးငယ်တို့နှင့်အတူ သေဆုံးသွားသည်ဒမတ်စကတ်မြို့ကိုဘုံကျဲတိုက်ခိုက်နေချိန်မှာပင်အစ္စရေးလေတပ်ကဝမ်းမြို့လတာကီယာနှင့် တာတက်မြို့စင်ဂျေဘုံရက်ကွက်များကိုပါတွားရောက်ဘုံကျဲသည်အပြည့်စည်အသေးအပြောင်များသည်ဂျပန်သင်းမောဒဇင်ဘုံထီပြီးနှစ်သည်ရုရှားလေယာဉ်မြန်ကြီးဒဇင်ကိုပါပစ်ချခဲ့သည် ဒမတ်စကတ်မြို့တော်ရှိစီးရီးယားအစိုးရအတန်လွင့်ယုံမှလည်းဘုံးတိုက်ရိုက်ထိမှန်ပြီးလုံးဝလောက်နီးနီးပျက်စီးသွားသည် စီးရီးယားစစ်မျက်နှာကို အစ္စရေးတို့ကဒဲကြီးမဲကြီးတိုက်ခိုက်လာကြောင်းသိသာထင်ရှားသည်အီဂျစ်စစ်မျက်နှာကို ထိန်းထယုံသဘောတိုက်ခိုက်နေပြီးစီးရီးယားနိုင်ငံအတွင်းမှိုင်းသို့ရောက်အောင်ဝင်းရောက်သိမ်းပိုင်ရန်ခြေလှမ်းနေခြင်းဖြစ်သည်ဂိုလန်ဂုံးမြင့်မြင့်နှင့်ဒမတ်စကတ်မြို့ကြားရှိဆမ်ဒုံးစခန်းများကိုစိတ်တိုင်းကြခြေဖြတ်ခဲ့ပြီးပြီလေဖြစ်သည် အစ္စရေလရဲ့အများစုတို့သည်စီးရီးယားဘက်ကိုမဲတိုက်နေကြသည် စီးရီးယားတို့၏လေကြောင်းရန်ကာကွယ်နိုင်သည့်အားမှာတိတိသားသားယောနေသွားသည်မြေပြင်မှဝေဟင်ပြစ်ဒုံးရင်စခန်းများကိုအစ္စရေလတို့ကအနာခံပြီးဖြိုးဖျက်ခဲ့ကြသည်ဒုံးရင်စခန်းများကိုအ ਨੇ စုံလင်းရင်မြန်အစင်း90ခန်းအကုန်ခံပြီးခြေမုံးခဲ့ခြင်းဖြစ်သည်ဟုအကဲခတ်သမားများကဆိုသည်အာရက်ပြောသည်များ စစ်နှင့်မပတ်သက်သည့်အယက်သူအယက်သားများအားဘုံကျင်းတိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီးလက်တော်ပြန်ကြိုးစားသည့်အစ္စရေးလီရင်အများပြားကို ပြစ်ချနိုင်ခဲ့ကြောင်းစီနိုင်ကျွန်းဆဲအတွင်း၌မိမိတို့အမည်အများပြားကိုပြန်လည်လွတ်မြောက်စေလျက်ရှိကြောင်းဖြင့်အီဂျစ်စစ်ဦးစီးဌာနချုပ်ကထုတ်ပြန်သောကြေညာချက်များတွင်ပါရှိသည်စီနိုင်စစ်မျက်နှာရှိအီဂျစ်စခန်းများကိုတွားရောက်ကြည့်ရှုစစ်ဆေးပြီးပြန်ရောက်လာသည့်အီဂျစ်စစ်ဦးစီးချုပ်ဘိုးချုပ်ရှာစလီကား ဣသရေလူ၏စည်ရေးအရာလွမ်းမိုးမှုသည်ဤကုန်းချုပ်ချိန်သို့မကြမ်းမီရောက်တော်မူထိုအချိန်သည်ဣသရေလူ၏ဘာလက်ခန်းစစ်ကြောင်းကြီးကိုမိမိတို့ကအပြေးတိုင်ချေမုန်းလိုက်နိုင်သောအချိန်ဖြစ်သည်သူတို့၏ခန်းစစ်ကြောင်းကိုမြင်းမြငွေကုန်ကြေးကြခံပြီးမြင်းမြကြီးကျယ်အောင်ဆောက်လုပ်ထားကြောင်းကမ္ဘာနိုင်ငံအသီးသီးမှစည်ရေးခေါင်းဆောင်များလေ့လာကြည့်စေခြင်းသည်ထိုခါတွင်မိမိတို့အီဂျစ်စစ်သားများမြင်းမြကြီးကျယ်ကြောင်းနှင့်မြင်းမြအစွမ်းတကြောင်း သဘောပေါက်နားလည်လာနိုင်လိမ့်မည်ဟုဘူဂျုတ်ရှာဇလီက အသံလွင့်ပြောကြားသွားသည်ဒမတ်စကတ်နှင့်ဝမ်းမြို့များကို အစ္စရေးတို့ဘုံလာကျဲသည့်အတွက်စီးရီးယားပြည်သူတို့၏စိတ်ဓာတ်ကိုမကြာဆင်းနိုင်ကြောင်းမြင်စီးရီးယားကကြေညာသည်ဂိုလန်ကုန်းမြင့်မြင့်တွင်မိမိတို့တပ်များကအောင်မွေးခံနေဆဲပင်ဖြစ်သည်ထိုရီသား၌အကြီးဆုံးဖြစ်သည်ဂူနီထရာမြို့ကိုရန်သူလက်မှမိမိတို့ပြန်လည်သိမ်းပိုက်လိုက်ကြပြီဟုအသံလွင့်သည်ရေနံဖြင့်ချမ်းသာကြွေးဝနေသော အာရက်စဲနိုင်ငံတို့အမြန်ဆုံးအစည်းအဝေးခေါ်ဆိုကာလက်ရှိစစ်နှစ်ပတ်သက်ပြီးမြည်သွုံမြည်ပုံလုတ်ကင်ဆောင်ရွက်တင်ဒီကိုဆွေးနွေတင်ကြပြီးဖြစ်ကြောင်းဖြင့်ကူးဝေရေနံဝင်ကြီး LLTG ကယနေ့တိုက်တွန်းလိုက်သည်အီဂျစ်နှင့်ဆီးရီးယားကိုကူညီရန်ကူးဝေနိုင်ငံကစစ်စုဈေးမှုများကိုပြုလုပ်ပြီးပြီဟုလည်းအစိုးရကကြေညာသည်လက်ရှိအနေအထားကိုအလေးနက်ထားပြီးအမြန်ဆုံးလေ့လာကြပါရန်မြစ်တာရက်ခံပါကြောင်းဖြင့်အီဂျစ်သမ္မတအဝါဆရတ်က အာဖရိကညီညွတ်ရေးအဖွဲ့ချုပ်တို့ယနေ့အကြောင်းကြားစာပို့သည်မိမိတို့အီဂျစ်နိုင်ငံနှင့်ညီကိုတော်အာရပ်နိုင်ငံများသည်ယခုစစ်ပွဲတွင်အောင်နိုင်ကြမည်မှာညီကြီးလက်ခံမလွဲဖြစ်ပါသည်ဟုဆက်လက်ပါရှိသည်တန်ဇနီးယားအစိုးရဂါနာအစိုးရအီရန်အစိုးရယူဂန္ဒါအစိုးရတူရကီအစိုးရစသော နိုင်ငံပေါင်းများစွာတို့ကအီဂျစ်နှင့်ဆီးရီးယားတို့ကို ထောက်ခံကြောင်းကြေညာသည်ဂျေကွဲပွဲကောင်းသောသွေးချောင်းစီးစစ်ပွဲကြီးကိုငြိမ်းချမ်းရေးမြန်လို့သည် ကမ္ဘာပြည်သူများကဝိုင်းဝန်းတားစီကအီဂျစ်နှင့်ဂျော်ဒန်တို့၏တရားမျှတသည့်တောင်းဆိုချက်များကိုထောက်ခံကြရန်ကုလသမဂ္ဂဆုံးဖြတ်ချက်နှစ်လေးနှစ်ကိုအကောင့်ထဲပေါ်ပြီးရင်ကျင်းညာချက်များကပေါ်ပြသည်အစ္စရေးတို့ပြောသည်မဂိုင်ရိုမြို့ဒမတ်စကတ်မြို့နှင့်ဝမ်မြို့များကိုမိမိတို့လေးရက်ကတွားရောက်ဘုံကျဲတိုက်ခိုက်ရာတွင်အရက်သားပြည်မျက်များကိုတိုက်ခိုက်ခြင်းမပြုကြောင်းစစ်ဌာနချုပ်များစစ်စခန်းများကိုသာတိုက်ခိုက်ခြင်းဖြစ်ကြောင်းစစ်ပွဲတွင်၌ မတော်တဆထိခိုက်မှုများသာရှိမည်ဖြစ်ကြောင်းဖြင့်အစ္စရေးကကြေညာသည်ဒမတ်စကတ်မြို့တွင်ဘုံထီမန်သေဆုံးသွားသောကုလသမဂအကဲခတ်ဖွဲ့ဝင်နော်ဝေးအမျိုးသားလေးရဘူမူကြီးရောစွာအတွက်ဝမ်းနေပါကြောင်းဖြင့်အစ္စရေးနိုင်ငံညာရေးဝန်ကြီးအဘာဘီဘန်ကနော်ဝေးအစိုးရထံသဝင်လွာပေးပို့လိုက်သည်အီဂျစ်တို့သည်တိုက်ရိုက်ခတ်ရိုက်ကောင်းလာသည်မှမှန်ကြောင်းသို့တော်လည်းသူတို့အမြောက်များကသူတို့၏ကြုံချင်းများကို တဲ့တဲ့ထိမှန်အောင် မကြာခဏပြန်ပစ်သည့်အကျင့်မှမူမပြောက်သေးကြောင်းဖြင့်ခြေရန်စစ်မျက်နှာတွင် သတင်းထောင်များနှင့်တွေ့သောအစ္စရေးစစ်အရာရှိများကပြောပြကြသည်။ပေါင်ရင် ပေါ်လူတမြခေါင်းဝင်တူတူလေးများဝတ်ထားကြသည့်အစ္စရေးအမျိုးသမီးငယ်ကလေးများသည်ခြေရန်စစ်မျက်နှာများတွင်ချစ်ကားများမောင်းလျက်ဒဏ်ရာရသူများကိုပြုစုလျက်ဂျင်းနန်းဆက်သွေးလုပ်ငန်းများကိုလုပ်ကင်လျက်ဖြင့်ယာပန်ခန့်များလှူရှားသွားလာကတောင်းဝင်ထမ်းဆောင်နေကြသည် ဂျန်နန်သောစစ်ပွဲကြီးတွင်ပါဝင်တိုက်ခိုက်နေကြသည့်ပုရိသယောက်ျားများမျက်စိအေးစရာစစ်ပွဲ၏နွမ်းနယ်ပင်ပန်းမှုများကိုမေ့ပျောက်စရာအမောပြေဆေးကလေးများဖြစ်နေသည်အစ္စရိအမျိုးသမီးများသည့်အသက်16နှစ်ပြည့်သောအခါလာပေါင်း20စစ်မှုထမ်းကြရသည်စစ်မှတ်ဖြစ်ပွားသောအခါတွင်လည်းကလေးမေများမှပါအိမ်အောင်မရှိသူများအိမ်အောင်ရှိတော်လဲသားသမီးမရှိသေးသူများသည်စစ်မြေပြင်သို့ဆင်းကာစစ်မှုထမ်းဆောင်ကြရသည်ယင်းအမျိုးသမီးစစ်မှုထမ်းများသည် လက်နက်ငယ်သင်တန်းများကိုတက်ရောက်ပြီးစီရေးစီယာများကောင်းစွာတက်ကြွခဲ့ကြသော်လည်းယခုစင်၌ကိုယ်တိုင်ကိုကြပါဝင်တိုက်ခိုက်ခြင်းကိုမပြုခိုင်းကြ။ရုံးလုပ်ငန်းများ၊ဥနာပြုလုပ်ငန်းများ၊ဒေယူပို့ဆောင်ရေးလုပ်ငန်းများ၊ဂျင်းနန်းဆက်သွယ်ရေးလုပ်ငန်းများနဲ့စစ်နှင့်ပတ်သက်သော အခြားဘာရီယလုပ်ငန်းများကိုသာလုပ်ကိုင်ကြရသည်။ကမ္ဘာနိုင်ငံသီးသည့်ကြက်များ၊အစ္စရေးကျူးကျော်ရေးသမားများကိုစန့်ကျင်တိုက်ခိုက်နေသည့် အာရတ်တို့၏တိုက်ပွဲကို ထောက်ခံကြောင်းဖြင့်ပြည်သူတရုတ် နိုင်ငံသားရေးဝင်ကြီးချီပင်ဖေကပီကင်းတွင်ယနေ့ပြောကြားသည်ငြိမ်းချမ်းရေးရရှိဖို့အတွက်အစ္စရေးတပ်များအားလုံး၆ရက်စစ်ပွဲမတိုင်မီနေရာများသို့ပြန်သွားရမည်အာဖရိကပြည်သူများညှိညွတ်ရန်အရေးကြီးသည်ဟုအာဖရိကညှိညွတ်ရေးအဖွဲ့ချုပ်လက်ရှိသဘာပတိလည်းဖြစ်နိုင်ဂျီးရီးယားသမ္မတလည်းဖြစ်သောဘိုးချုပ်ကြီးယာကူဘူဂိုဝမ်ကယနေ့ပြောသည် ဣသရေလို၏စစ်ထောင်လွှားမှုကြောင့်ဣသရေလနှင့်တန်တမန်အဆက်အသွယ်ကိုဖျက်လိုက်ပြီးဖြစ်ကြောင်းအာဖရိကအလဲပိုင်းမှရဝဒါသမရနိုင်ငံ အစိုးရကကြေညာသည်ဣသရေလကိုတိုက်ရန်အင်အား2400ရှိသောစစ်တပ်ကိုဆေးလွတ်လိုက်ပြီးဟုဆူဒန်သမရနီမေရီကကြေညာသည်ဘရင်ဟူစိန်ကိုအာရပ်နိုင်ငံများကဝိုင်းဝန်းအကြက်ကိုင်းနေကြသည် ထို့ကြောင့်ဂျော်ဒန်နိုင်ငံသည်စစ်ထဲသို့ဝင်လာပွေရာရှိသည်ဟု အနောက်အုပ်စုတန်တမန်များရက်ကွက်ကခံမှန်းကြသည် ဘယ်ရီမြို့တွင်ရှိသောစီးရီးယားတန်ယုံကလက်ရှိစစ်တွင်ဒဏ်ရာရရှိသူများအတွက်အသုံးပြုရန်သွေးလူခံသည်ဘယ်ရစ်မြို့တွင်ရှိနေသောအစ္စရေးတန်ယုံတို့ပြင်းထန်မျိုးသားတယောက်ဝင်လာပြီးရွှေချောင်းများကိုလှူဒန်းသည်ထိုသူကသူ၏အမည်ကိုထုတ်ဖော်ကြေညာခွင့်မပြုနိုင်မှဟုပြောဆိုသည်ထိုရွှေချောင်းများ၏တန်ဖိုးမှာဒေါ်လာ3500ရှိသည်ထိုရွှေများကိုမြည်သို့အသုံးပြုရမည်ကိုမဆုံးဖြတ်ရသေးပါဟုတန်အရာရှိများကပြောသည် အစ္စရေတန်ယုံများမှလည်းပြင်းသစ်မျိုးသားများပြင်းသစ်ရှိဂျူးမျိုးသားများအခြားလူမျိုးများဖြင့်ပြည့်နှံ့နေသည်လက်ရှိစစ်ပွဲတွင် လိုအပ်သလိုအသုံးပြုရန်အစ္စရေအားသွေးလူဒန်းနေကြခြင်း ဖြစ်သည်ကမ္ဘာကုလသမဂ္ဂအရှေ့အလယ်ပိုင်းပြည်ထနာနှင့်ပတ်သက်၍လုံခြုံရေးကောင်စီ၏ဒုတိယအကြိမ်မြောက်အစည်းအဝေးကိုယနေ့ကျင်းပသည်အမေရိကန်၏အကြံပေးချက်ကိုကောက်ချက်ကြကြည့်ရမည်ဆိုလျှင်စစ်ဖြစ်နေသည့်နိုင်ငံအလုံးတို့သည် အောက်တိုဘာ6ရက်နေ့မတိုင်မီက နေရများသို့ပြန်သွားကြရန်အလွန်ယုတ်တိမတန်းစွာကြောင်းကျူစီလျွန်ချင်းကင်းမယ်စွာ အကြံပေးခြင်းသာဖြစ်သည်နောက်တစ်ဖန်အစ္စရေးကဘုံကျဲတိုက်ခိုက်နေခြင်းများသည်လည်းအစ္စရေးကိုကျူးကျော်စော်ကားတိုက်ခိုက်နေကြသည့်နိုင်ငံများ၏စထာနာကြောင့်များကိုသာတိုက်ခိုက်နေခြင်းဖြစ်ပါသည်ဟုအရိပယ်ထွက်ကြောင်းဖြင့်စီးရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီး အစ်မေဇဂါရီကာကယနေ့အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုသည် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ